သန္တာတော်နှစ်2568ခုနှစ်မြန်မာတက္ကရာ1388ခုနှစ်ယနေ့ဦးတကူလာပြေကျော်ခုနှစ်ရက်နေ့တကြံပတန်ကင်းကနှောင်းတကူပေါ့တကြံပြီးတော့ဦးတကူပေါ့နော်ကနေ့ဦးတကူလာပြေကျော်ခုနှစ်ရက်နေ့ င်္ဂလိပ်လို့2025ခုနှစ်ဧပြီလ19ရက်နေ့စနေနေ့မှာရခိုင်နယ်ဒေသကြီးလက်ကုံမြို့နယ်မန္တလေးကုန်းကြီးရွာအမြန်လန်းခနမ6ပါလုံးမှာတည်ရှိတဲ့ထေရဝါဒမကုဒ္ဒမဧတာကျောင်းတိုက်ကြီးမှာကျင့်ပါဆက်ဖြစ်တဲ့တရားစခန်းပွဲအတွင်းမှာပဲလက်ကုံမြို့နယ်မှာရှိတဲ့တန်ခါပါတထောင်စုပေါင်းဆွမ်းလောင်းလှူပွဲကနေ့မနေ့ကျင့်ပါပါတယ် ဆောင်းလောင်းလှုပ်ပွဲနဲ့ပတ်သက်လို့ဘုန်းကြီးတို့အရင်တုန်းကဒါကနိုင်ငံတော်အစင်းဆိုပြီးတော့ဘုန်းကြီးတို့ကဒီလိုပဲသဘောပေါက်ပါတယ်ကိုယ့်အစီအစဉ်နဲ့ကိုယ်လှုပ်ဖို့ဆိုတာသိကြီးစေကူမရှိလောက်ဒါပေမဲ့ဝါရွင့်ကာလသံဃာဒနာလောင်းတဲ့နေရာမှာတော့စိတ်ဝင်စားတယ်ပေါ့လေစိတ်ဝင်စားပြီးမဲ့လို့လည်းပဲလာပြီလာကွယ်နေတိုင်း ချက်ဟဲ့ပြုတ်ဟဲ့လောင်းဟဲ့ဆိုတော့အဲတလနှစ်ကျင်းဆိုတော့လောကကံရတာဆင်မပြေဘူးနောက်ပြတော့လည်းပဲဆုံးနေဟင်းတွေတည်တံလောင်းတဲ့အခါမှာဆုံးကြနေအကျိုးပို့တွေနဲ့ဆောင်ရနိုင်ဖို့အဆင်မပြေဘူးဒါကြောင့်မလို့ပြီးခဲ့တဲ့နှစ်ကစပြီးတော့ကြောက်ကြင်ကြောင်းရဲ့တန်ခါဒါနဆုံးလောင်းအစီအစဉ်မှာပဲ တချိန်ကို၅သိန်း၅သိန်းလှူပြီးတော့ပြီးခဲ့တဲ့ဝါတွင်းကကိုကိုရမလောင်းပဲနဲ့ကြောက်ကြင် ကြောင်းရဲ့ဆလောင်းနဲ့ပွဲမှာ ကိုညီပြီးတော့လောင်းပေးခဲ့ပါတယ်မျိုးစစ်အနေနဲ့စိတ်ကူပေါ့နော်အဲ့ဒီလိုနဲ့တန်ခါများစုဆလောင်းလို့တဲ့စန္ဒပေါ်လာတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့မှာအမေရိကန်နိုင်ငံမှာဒကမာကြီးတို့မြင့်မြင့်စိန်ကသူရမွေးနေ့ကျင်းပခြင်းနဲ့ အရင်တုန်းကလည်းကျင်းပခဲ့ပူပါတယ်အရင်တုန်းကတော့ရိုးရိုးပဲတန်ခါးတွေပင့်ဆုံးကပ်ပေါ့နော်ဒါပေမဲ့ဒီနှစ်တော့အခုနဆလောင်းလူပွဲကိုစေတဲမှာလဲစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်အခြားကိစ္စမသုံးတော့ဘူးဆလောင်းတဲ့ကိစ္စမှာပဲသုံးမယ်ဆိုပြီးတော့ US ဒေါ်လာ1000အဲ့ဒီအချိန်ကမြန်မာကွယ်လေးရာကျော်ပေါ့နော်300ကျော် တပါလေးသိန်းနှုံးနဲ့တပါလေးသောင်းနှုံးနဲ့အပါတထောင်ဆိုပြီးတော့ဆလောင်းပွဲကျင်ပပေးခဲ့တယ်အဲဒီလိုကျင်ပပေးခဲ့တဲ့အခါမှာတန်ခါပါတထောင်ကိုရင်ကြွပြီးတော့အထူးသဖြင့်စာသင်သားတန်ခါကလေးတွေအတွေ့တက်ရက်ကျေစုပြုတဲ့အလိုဒါနဖြစ်တဲ့အတွက်စိတ်ထဲမှာစိတ်ဝင်စားသွားတယ်အာယုံလည်းကြသွားတယ်ပီတိလည်းဖြစ်သွားတယ်ပေါ့နော် ကျောင်းနဲ့ဘုန်းကြီးတွေကျောင်းနဲ့ဘုန်းကြီးတွေဆိုတာကတော့သူကနဲ့သူလက်လာပါအသိတွေရှိကြပါတယ်။စာသင်သားကလေးတွေမှာလက်လာပါနဲပါတယ်။ဘုန်းကြီးတို့စာသင်သားဘဝတော်ကလည်းဒီလိုပါပဲ။အဲဒါကြောင့်မလို့တို့အတွက်အကူအညီတစ်ခုပေးခြင်းနဲ့ဆိုပြီးတော့ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်တုန်းကဆုံးကတသက်တသောင်းတန်းတို့တို့ခရီးစေးခရီးစေးဆိုတာကကစစ်စင်ရတာရှိမယ်။ ဆက်ကစစဉ်ရတာရှိမှာခရီးစိတ်ကုံကျင်လဲကုံမကုံကျင်လဲပဲသူတို့အတွက်လတ်လာပါစောက်ဖို့ပေါပင်ဖို့ရပါစေဆိုပြီးတော့2000သတ်မှတ်ပါတယ်တချို့တချို့ကိုယ်တိုင်ကြွားလို့ကုံကြောင်းကြွားတဲ့အကြောင်းတွေကြတော့လည်းပဲအသရင်ကျန်တာပေါ့နော်အဲ့ဒီလိုနဲ့ခရီးစိတ်2000ဆိုပြီးတော့သတ်မှတ်တယ်အသောဆောင်ပစ္စည်းကို1000သတ်မှတ်တယ်အလုံးပေါင်း4000နှုန်းနဲ့ပြီးခဲ့တဲ့25ရက်နေ့ကလောင်းခဲ့ပါတယ် အဲ့ဒီလိုပဲပြန်ပြီးတော့လောင်းရင်လည်းစိတ်ထပ်ပေါ်တယ်ပေါ့နော်ထပ်ပေါ်တယ်ဘယ်အချိန်မှလောင်းမလဲလို့စဉ်းစားလိုက်တော့နှစ်ဆန်းကာလနှစ်ဦးကာလမှာလောင်းရင်လည်းဘုန်းကြီးတို့ရဲ့စိတ်ကူးကလည်းကပ္ပအင်တာနေရှင်နယ်နှစ်သက်ကူးကိုစိတ်ထဲမှာသိကြည်ဟိုအဓိကအနေနဲ့အာယုံမကြဘူးပေါ့လေနော် ဇန်နဝါရီလ1ရက်နေ့ကိုစိတ်ထဲမှာအာယုံသိကြတာမရှိဘူး။ဘာဖြစ်လို့တော့တော့ဒါကကိုယ့်ရဲ့ရိုးရာလည်းမဟုတ်ဘူး။မြန်မာရိုးရာလည်းမဟုတ်ဘူး။ဗောဓဘာသာရိုးရာလည်းမဟုတ်ဘူး။ဒါကြောင့်မလို့နေ့7ရက်နေ့နဲ့ပတ်သက်လို့ဘုန်းကြီးတို့ဘာမှထွေ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 စဉ်းစားတာမရှိပါဘူး။ဇန်နဝါရီလ1ရက်နေ့7ရက်နေ့နဲ့ပတ်သက်လို့ထွေ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 စဉ်းစားတာမရှိဘူး။ဒါပေမဲ့မြန်မာနေ့စံကြတော့ဘုန်းကြီးတို့ဒါကမြန်မာရိုးရာလည်းဖြစ်တယ်။ ဘုရားဘာသာယူရလေဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ဆက်ကိုတော့အာယုံကြ။အဲဒါကြောင့်နေဆက်မှာလှူမယ်လို့သတ်မှတ်လိုက်ပါတယ်။နေဆက်ဆိုတော့လည်းပဲဘုန်းကြီးတို့အမျိုးမျိုးစဉ်းစားတာပေါ့လေနော်။အဲနေဆက်ဆိုတော့နှစ်တည်းကူဆိုတော့18ရက်နေ့ပေါ့။18ရက်နေ့မှာ ဆိုရင်ဘုန်းကြီးတို့ဒီကြောင်းမှာအမြဲရှိဖို့ကတိတ်မသိကြဘူး။ တခြားကတရားစကားပွဲပင့်ရင်သွားရမှာဖြစ်တော့နေဆက်တရားနေရှိဖို့မသေးကြဘူးဒါကတကြောင်းနောက်ပြီးတော့နေဆက်တရားနေဆိုတော့တရားစကားပွဲရဲ့အလယ်လောက်ဖြစ်နေအစာပိုင်းနှီးပါလောက်ဖြစ်နေတယ်ပေါ့လေနော်အဲ့ဒီတော့ယောဂရီရဲ့တမာတိအဲနည်းနည်းလေးပြတ်တာလည်းရှိတယ်ပေါ့ဒါကြောင့်မလို့18ရက်မကျင့်ပါပဲနဲ့ဩဃရာကြီးနဲ့ ချောင်းတရတောင်းကဦးစင်းတွေကိုကြိုက်တဲ့ရရွေးဆိုတော့သူတို့က၁၉ရက်နေ့ရွေးလိုက်တယ်အခုလက်တွေ့စီစဉ်လိုက်တဲ့အခါကျတော့ဘုန်းကြီးက၁၉ရက်နေ့လက်သိတော့အာယုံမကြဘာဖြစ်လို့တော့ဆိုတော့ယောဂီတွေတတ်တတ်ဝန်းနဲ့ဝန်းရောက်ဆောင်ရွက်ရတာအားနည်းတယ်ပေါ့နော်တစ်ဖက်ကတရားနာရမယ်တရားထိုင်ရမယ်တစ်ဖက်ကဘုရားဝိဆတ်လောက်ရမယ်ဆိုတော့အဲပြီးတော့မှ ညနေကနေပြန်ပြီးတော့တရားစကားပြန်ကျင့်ပါမယ်ဆိုတော့ခါပြတ်သွားတဲ့သဘောတွေ့ရတာပေါ့လေနော်အဲဒါကြောင့်မလို့နောက်နေ့တည်းဆိုလို့ရှိရင်တော့ဘုန်းကြီးကတရားစကားပွဲရနောက်ဆုံးနေ့ဖြစ်တဲ့27ရက်နေ့ကိုစဉ်းစားထားပါတယ်27ရက်နေ့ဆိုတော့တရားစကားပွဲနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဒါလွတ်လွတ်လပ်လပ်ဝလျော်ဥစ္စာတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အချိန်ရသွားတယ်လို့မြင်ပါတယ် အရိပွဲပြီးတဲ့အခါကျတော့ညတရားစကားမွဲတိမ့်ဆိုရင်ပို့ပြီးတော့လျှော်မယ်လို့ဘုန်းကြီးကစဉ်းစားပါတယ်။ဒါကြိုတင်ပြီးတော့ပြောကြတဲ့အတိပ္ပယ်ပေါ့။ကောင်းပြီဒါဖြင့်အဓိကကတော့ဘုန်းကြီးတို့ကိုမြွနဲ့မှရှိတဲ့တန်ခါစာသင်္သတန်ခါကလေးတွေကိုတတ်ရလူတန်းကျင်တဲ့အတိပ္ပယ်ပါပဲနော်။ဘုန်းကြီးတို့ကိုယ်တိုင်ပရိယတ္တိလောကကလာခဲ့ပါတယ်။ပရိယတ္တိလောကမှာ ငလကြီးဓမ္မစရိယစစ်တေငနာတေချတိယဒါကမြန်မာစာမေးပွဲပြပနိုင်ငံနဲ့ပတ်သက်လို့မဆရာတန်းပေချီရီတန်းဒါတွေလည်းလောက်ခဲ့တဲ့အခါကျတော့သာသင်သာလောကကိုဘုန်းကြီးကပျော်မွေ့သာသင်သာဘဝကိုနှက်သက်တယ်သာသင်သာတွေရခက်ခက်ကိုသဘောပေါက်တယ်အဲဒါကြောင့်မလို့သာသင်သာတွေကိုအပိတ်ချင်တယ်ပေါ့နော်အခုလည်းပဲဇလုံမြို့နယ်ဘုန်းကြီးတို့ရဲ့မြို့နယ်ဖြစ်တဲ့ဇလုံမြို့နယ်မှာဝိနည်းဘာသာရမှာ အမှန်အများဆုံးဖြစ်တဲ့ပုံကိုယ်တွေအတွက်မူလာရငယ်ရအလတ္တအကြီးတန်းတွေမှာတိကျစုပေးဖို့ဆိုပြီးတော့ငွေပြေတာမျိုးစိုက်တော့လှူဒန်းတာရှိတယ်။နှစ်စဉ်အတွငွေနဲ့သူတို့ကိုလှူဒန်းတာရှိပါလေ။ပြီးခဲ့တဲ့နှစ်ကလည်းပဲစံဘဝအောင်တာမအောင်တာထားစံဘဝဖြစ်ရင်လှူကျင်တယ်ဆိုပြီးတော့တန်ခါပါ200တပတ်1000လုံးနဲ့30ပို့ပြီးတော့လှူဒန်းလိုက်ပါလေ။သာသနာတန်ခါကလေးတွေ မောင်ပေမဲ့လာပြတဲ့ဆောင်းဝက်လာဖြစ်တာကိုပဲကျေးဇူးတင်ရမယ်တို့မှာသွားစေလာစေရှိတယ်အဲ့ဒါကြောင့်မို့လို့အောင်မလှူတာတဲ့ဆောင်းဝက်လာဖြစ်တဲ့အချိန်မှာလှူဒါန်းတာကပို့ပြီးတော့အိဗယ်ရှိတယ်ဆိုပြီးတော့စာဖြစ်တဲ့ဆောင်းဝက်ပဲခုံလာထိုင်နေဆိုရင်အကောင်လှူမယ်ဆိုတဲ့ရွေချင်တဲ့ဘုန်းကြီးပို့ပြီးတော့လှူဒါန်းပါတယ်ဆလုံးကြီးကတော့စာသင်သားရဲ့ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြစ်စေပေးခြင်းတဲ့အာတိတာပေါ်တယ်နော်အဲ့ဒီအာတိတာအတိုင်းမဲ့အခုဘုန်းကြီးတို့ကြောင်းတရရဲ့တောင်ဝကံဥစ္စန္ဒဝန္တာနှင့်တောင်ဝကံဥက္ကဋ္ဌဥက္ကမောင်အေတို့ညှိနှိုင်းပြီးတော့ဘုန်းကြီးတို့အခုနေဦးကာလမှာလှူဒန်းနေနေ့စဉ်လည်းပဲလှူဒန်းသွားဖို့စေတ္တမှာရရထားပါတယ် အလိုရှင်များဝိုင်းဝန်းပြီးတော့လှူဒန်းခြင်းကိုလည်းဝမ်းသာပါတယ်နော်ယောဂီများကစုပေါင်းလှူဒန်းခြင်းကိုလည်းဝမ်းသာပါတယ်အမှန်ကတော့ယောဂီများရဲ့အင်အားအလိုရှင်များရဲ့အင်အားတိတ်လိုအပ်ပါတယ်ဒီနေ့ကတော့အစာဆုံးနေ့ဖြစ်တဲ့အခါကျတော့အဲအလိုရှင်ရဲ့အင်အားပြည့်စုံရင်လည်းပြည့်စုံဖို့မပြည့်စုံရင်လည်းကြောင်းတဲ့ကလှူမယ်ဆိုတဲ့စိတ်နဲ့ပဲဘုန်းကြီးတို့စီစဉ်လိုက်တာပြည့်စုံတော့ပါတယ် လူတန်းတဲ့ခါကြတော့လည်းပဲတပါ၄000နှုံပေါ့လေနော်နောက်နေ့ခါတွေဆိုလို့ရှိရင်တော့တပါ၄000နှုံတဲ့တော့မလျော့စေတဲ့အလူတန်းတဲ့ဖြစ်အောင်စဉ်းစားပါမယ်ပူခြင်းနဲ့ပူလာမှာပေါ့အဲ့ဒီလို လူတန်းခြင်းအဖြစ်အခုတရားထိုင်တဲ့ယောဂီတွေဟာပฏิပတ်တီလုပ်ငန်းကို လုပ်နေတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလားဟုတ်လားဟုတ်တယ်ဒါပေမဲ့လို့လည်းပဲ ပฏิပတ္တိသာသနာတကုတည်းသာအရေးကြီးတာမဟုတ်ပါဘူးပရိယတ္တိသာသနာလည်းပဲအရေးကြီးတယ်ဆိုတာကိုဘုန်းကြီးကလက်တွေ့ပြလဲခြင်းဖြစ်တယ်လို့မှတ်ပါဟုတ်တယ်မလားအဲဒါကြောင့်မလို့ဘုန်းကြီးတို့ယောဂီတွေကအတတ်သရောပါပဲဝင်ဝင်ပြီးတော့ထူထမ်းလိုက်ကြတာတန်ခါအပတ်တထောင်အလူရှင်တထောင်ပေါ့နော်တချို့လဲ၅ပါးစီ၁၀ပါးစီပါ30 40 50လူထမ်းလာလဲရှိပါတယ် ဘာပဲပြောပြောအပားတထောင်အလူရှင်တထောင်လို့ပဲဘုန်းကြီးတို့ကရေပုံရသမပါမယ်နော်အဲ့ဒီတော့အလူရှင်ပေါင်း တထောင်ကနေပြီးတော့ဝိုင်းဝန်းလှူဒန်းလိုက်တာအပားရေတထောင်နော်ဘာအတွက်လဲပတိပရိယတ္တိသာသနာအတွက်ရှင်းလားကိုယ်တိုင်လုပ်နေတာက ပရိပတိပတ္တိသာသနာ ပฏิပတိသာသနာအလုပ်လုပ်နေရင်နဲ့ဟိုဘက်ကပရိယတ္တိသာသနာကိုလည်းပဲ ဆောင်ရွက်ခွင့်မရဘူးလားရသွားလားရသွားတယ်ပေါ့နော်သောသောကပြောသလိုသံဃာပတ်တစ်ထောင်တို့နှစ်ထောင်တို့ဆိုတာကနိုင်ငံတော်ရဲ့အစီအစဉ်ပေါ့နိုင်ငံတော်ကနေပြီးတော့ချမှတ်တဲ့လမ်းစဉ်ပေါ့နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ပဲလုံနိုင်တယ်ဆိုတဲ့အသေးကလေးသောသောကဝင်ထားတာအခုဘုန်းကြီးတို့ယောဂီတွေက နိုင်ငံတော်စီစဉ်မဟုတ်ဘဲနဲ့မိမိစီစဉ်တဲ့မိမိကိုယ်စီစဉ်တဲ့ကိုဘလူရဲ့တိုက်တွန်းမှုမှ မပါဘဲနဲ့ဘသူရဲ့ညွန်ကြားမှုမှ မပါဘဲနဲ့ကိုယ်စေရနာနဲ့ကိုလုံနိုင်သွားခြင်းဟာဘုန်းကြီးတို့သိညိုစကားနဲ့ပြောရင်တော့အသင်္ခါရိကကုသိုလ်ပေါ့ဟုတ်တယ်မို့လားတိုက်တွန်းမှု မပါဘဲနဲ့ပြုတဲ့ကုသိုလ်ကောင်းမှုဗါတယ်လေဟိုနိုင်ငံတော်ကစီစဉ်လို့စီစဉ်ရတယ်ဆိုတာကတမျိုးပေါ့နော်ဒါကြတော့ဘုန်းကြီးတို့ကောင်းချင်ဆုံးချင်းကိုမပြောလို့ပါဘူးအမျိုးနဲ့တန်ခါနိုင်ကကနေပြီးတော့သာသနာအတွက်စီစဉ်လို့လောကန်ဆောင်ရတယ်ဆိုတာလည်းဒါလည်းတမျိုးပေါ့နော်အကွာကဘယ်နိုင်ငံတော်စီစဉ်မှ မပါဘူးမျိုးနဲ့တန်ခါနိုင်ကစီစဉ်လည်းမပါဘူး ကိုဆန္ဒနဲ့ကိုမြေသူတတော်ချင်းကိုမှမရဘဲနဲ့ကိုစိရဏနဲ့ကိုလိုဒနာဖြစ်တဲ့အတွက်အာသင်္ခါရိကကုသိုလ်တဲ့ဘာကုသိုလ်လဲအာသင်္ခါရိကကုသိုလ်ဖြစ်တဲ့အတွက်ကုသိုလ်ရဲ့လုပ်ငန်းနှစ်မျိုးတမှာပို့ပြီးတော့အာကောင်းတဲ့ကုသိုလ်လို့အကြံမြတ်မှတ်လိုက်ပါတော့အာကောင်းတဲ့ကုသိုလ်ဖြစ်ပါတယ်တဲ့ဟုတ်ပြီဒါကတစ်ချက်နော် နောက်တစ်ခါနောက်တစ်ခုဘုန်းကြီးတို့အဲတကူတဲ့အကြောင်းအရာတကူတဲ့မပြောလို့ပါဘူးအဲဆက်ရဆက်ရကလေးတွေပြောတော့ပြပါမယ်နောက်တစ်ခုပြောချင်တာကသာသနာပြုတယ်ဆိုတာကဘုန်းကြီးတို့သာသနာရဲ့အခြေခံကို ပြောမယ်ဆိုရင်မြတ်စွာဘုရားသခင်ကရုဏာကြီးကဟိုးပထမဆုံးဟောတဲ့ဓမ္မစကဗောဓနာတုတ်တံနော်ဓမ္မစကဗောဓနာတုတ်တံ အဲ့ဒီသုတ်တံမှာဟောခဲ့စဉ်တုန်းကနံပါတ်1ဗာအဓိကလည်းပฏิပတ္တိလုပ်ငန်းစဉ်ကအဓိကပฏิပတ္တိလုပ်ငန်းစဉ်မှသည်ဘယ်ကိုတက်လဲပฏิဝေဒအကျိုးတရားမှုကိုတက်ပါတယ်ဓမ္မစာပြချမှတ်ထားတဲ့သန္တာပြုလုပ်ငန်းပင်မပေါ့နော်မြတ်စွာဘုရားရဲ့ပင်မသန္တာပြုလုပ်ငန်းကဘာတယ်လဲပฏิပတ္တိလုပ်ငန်းဟုတ်တယ်မလားပฏิပတ္တိလုပ်ငန်း ဣဒါကဘာနာဘေကွေဒုက္ခအရိယသစ္စာစသည်ဖြင့်နော်ဣတိကောဘေကွေဥဘောအတေနုဘကမမိစိမပฏิပဒတထာဂရဏပိတံဗုဒ္ဓါစသည်ဖြင့်မိစိမ